ကွန်တိုလုံးဝပြိုချမသွားခင်မှာကိုရိုင်းရိုက်ကူးခဲ့ပြီးဉာဏ်ပညာရှိစွာနဲ့ကြောပြက်ခဲ့လို့ငလင်ဘေးကနေကိုရိုင်းလွမြောက်ခဲ့တဲ့အပြင်တင်လန်းသားတွေရဲ့အသက်တွေကိုပါကဲတင်နိုင်ခဲ့တဲ့ဖြစ်စဉ်ကိုအသေးစိတ်ပြောပြလာခဲ့တဲ့ငလင်ဘေးကိုကိုရိုင်းတွေးချုံခဲ့သူဆရာတဦးစကိုင်းဘယ်လာကွန်တိုလုံးဝပြိုချမသွားခင်ဗီဒီယိုဖိုင်တစ်ခုတပည့်တယောက်ကပေးပို့လာလို့ဒီဗီဒီယိုဖိုင်ကို အခုမှတင်ရတာပါလူတယောက်ကောင်းချင်းဆိုးချင်းကိုဆုံးဖြတ်နိုင်တာကစက္ကန့်30တည်းပါ မလင်းပထမလိုင်းလောက်ခတ်ပြီးအသက်ကယ်ဖို့အတွက်နီးစက်ရအကူအညီရဖို့ဖုန်းခေါ်ကြည့်တယ်။ဖုန်းလိုင်းတွေကလုံးဝမရတော့ဘူး။ကောက်ကတ်တွေဖို့နီးစက်ရကိုခြင်ခဲ့ပေမဲ့လေမလင်းရဲ့အရှင်ဟုန်တွေကြောင့်ထီထီမိမိခြင်တွေလို့မရခဲ့ဘူး။ပိုဆိုးတာကအဆောက်အဦတွေကပြိုကျသွားတာပါပဲ။ကိုရီအလဲကဘယ်တော့ရောက်လာမလဲဆိုရင်နဲ့စိတ်ကျွန်တော်တို့အဆောက်အဦလည်းအောက်နှလောအထိနှိမ့်စင်းခဲ့ရတာပါ။ကြောက်ရွံ့မှုများစွာနဲ့မို့စက္ကန့်30ခဏတာတည်ဆုံခဲ့ပါလေ။ တနည်းအားဖြင့်စက်တည်သေးတယ်လို့ပြောရမလားပဲ။တိတ်မကြခင်မှာပဲကျွန်တော်တပည့်တယောက်ရဲ့ငူတန်းကိုနားထဲမှာကြားမိတော့အတိတရားဝင်လာပါတယ်။ငါတို့ကြိုးစားခွင့်ရှိသေးတယ်။အရေးကြုံတော့ဖျားတပြီးဂုံတော်ရွတ်တန်တွေကြားနေရတယ်။ကျွန်တော်စက္ကန့်30အသေးဆုံးပြီးအတိဝင်လာတော့လုံမြောက်ဖို့ကြိုးစားခဲ့ပါတယ်။တင်နန်းသားတယောက်ကဆရာကျွန်တော်တို့ဝရဏာကနေတွေ့ကက်ဆင်ကြမယ်တယ်။ဒါပေမဲ့ကျွန်တော်ခွင့်မပြုခဲ့ပါဘူး။အရေးပေါ်ဖြစ်လာခဲ့ရင်ဓာတ်လီကမစည်းရဘူး။ ဝရဏာကနေတွေ့ခဲ့ပြီးမစင်ရဘူးမိမိအသက်ထက်ပစ္စည်းကအရေးမကြီးဘူးအရေးပေါ်လေကားကိုသုံးရမယ်မိသက်စေးဘူးကအသက်ကယ်နိုင်တယ်အစားရှိသဖြင့်အခြေခံသဘောတရားတွေကစီရိုနာဟိုတယ်မန္တလေးမှာခုနှစ်နှစ်လောက်ခဲ့တဲ့အတွေ့အကြုံလေးကြောင့်ခွင့်မပြုခဲ့တာပါဒါကြောင့်မလို့အရေးပေါ်လေကားကိုရှာခိုင်းနေအရေးပေါ်ထွက်ပေါက်ရှာခိုင်းနေတကယ်ဖြစ်ရင်ကြောက်စိတ်ကြောက်ဘာမှမဖြစ်နိုင်တလို့အနည်းငယ်ကြောင့်အရာရာပြောင်းလဲနိုင်ပါတယ်ဆရာအရေးပေါ်ထွက်ပေါက်တွေ့ပြီး တကားကပိတ်နေပါတယ်။ပိတ်နေရင်မိသက်ဆေးဘူးနဲ့ရိုက်ဖွင့်လူငယ်အားကြောင့်တိတ်မကြဘူးပွင့်သွားတယ်။အရေးပေါ်လေကားလည်းတွေ့ရပါတယ်။အရေးပေါ်ထွက်ပေါက်ပွင့်သွားတော့ယောက်ျားလေး၅ယောက်အရင်ထွက်လို့အမိန်ပေးခဲ့ပါတယ်။ဆိုလိုတာကလူငယ်အင်အားကိုအသုံးချဖို့ပါပဲ။လမ်းကျူရှင်းဖို့လည်းရည်ရွယ်ပါတယ်။နောက်ထပ်ယောက်ျားလေး၂ယောက်မိန်းကလေး၃ယောက်စုပြီး၅ယောက်ချင်းသွားစီပါတယ်။ရည်ရွယ်ချက်ကတခုခုဖြစ်ရင်အုပ်စုလိုက်မခံရဘူး။အုပ်စုလိုက်သွားရင်တယောက်နဲ့တယောက်တိုက်ခိုက်မှုမဖြစ်စေဘူး။ အဆောက်အဦတချို့နေရာတွေကပြိုပြက်နေတာမို့လူအများအလေးချိန်မခံနိုင်မှာဆိုတာကြောင့်ကြားမအတူတူသွားစီတာကဖေးမကူညီဖို့ရည်ရွယ်ပြီးသွားခိုင်းတာဖြစ်ပါတယ်။နောက်ဆုံးအဖွဲ့မှာတော့ကျွန်တော်ပါတယ်။အနောက်ကနေမြန်မြန်ထွက်ခရီးတစ်ဆိုင်သွားဆိုပြီးတော့အော်ဟစ်လိုက်ပါသေးတယ်။လမ်းတစ်လျှောက်တက်လီကားထဲမှာပိတ်မိနေတဲ့သူအဆောက်အဦပြိုပြီးနေတဲ့သူတွေပြောနိုင်တဲ့စကားကကြေကြပါအောင်နဲ့လေ။အဆောက်အဦတဝက်လေးကရောက်တော့လမ်းပိတ်နေတာတွေ့တာနဲ့ပရင်ပေါက်ကနေတစ်ဖက်အဆောက်အဦပေါ်ကိုခုံချလိုက်တယ်။ ကန်ကောင်းကျင်တော့မြောက်ဖက်ကိုဆက်သွားလိုက်တာမြောက်ဖက်အိမ်ကခေါမိုးပေါ်တက်နေတော့အိမ်ပိုင်ရှင်အမျိုးသမီးကခေါမိုးပေါ်မတက်နဲ့ပြူကြမယ်တဲ့ပြူပြူမပြူပြူနောက်မှတောင်းမှန်ပါမယ်အရေးပေါ်မှုတက်ပြရစီဆိုပြီးမြန်မြန်ဖြတ်ပြီးကလျက်ရှိတဲ့ရေစင်ကတန်လီကားနဲ့ဆင်းခဲ့ပါတယ်မြေပြေပေါ်ရောက်တဲ့အချိန်မှာတော့ကိုနောက်ကပါလာတဲ့မိမသားယောက်ျားသားအလုံးကိုလက်တွဲခေါ်ခဲ့ပါတယ်အဖြစ်ပြက်ဆိုကြီးပြီးဆုံးပြီးနှစ်နာရီဝန်းကျင်မှအိမ်ပြန်ရောက်ပါတယ်ဆိုင်ကယ်ကတော့အစာဦးထဲမှာကျန်ခဲ့ပါတယ် စကိုင်းဖက်လာကွန်တိုကနေလွန်မြောက်ဖို့အတွက်စ조사ခဲ့ရတဲ့လမ်းတစ်လျှောက်မှာအဆောက်အဦပြိုကျမှုအောင်မှာပိတ်မိနေတဲ့သူတွေရဲ့အကူအညီတောင်းတတွေကိုစက်တိုက်ဆိုသလိုကြားခဲ့ရပါတယ်ဟုဆိုကောင်းငလင်လောက်ခဲ့တဲ့အချိန်စကိုင်းဖက်လာကွန်တိုရဲ့စက်တလောမှာရောက်ရှိနေခဲ့ပြီးအသိဉာဏ်ပညာနဲ့ရှင်ကောင်းကိုကိုတိုင်းသားမကကိုရဲ့တင်နန်းသားတွေကိုပါလွန်မြောက်အောင်ကဲတင်ပေးနိုင်ခဲ့တဲ့ဆရာတယောက်ရဲ့ကိုတွေ့ပြောကြားချက်တွေပဲဖြစ်ပါတယ်ပြန်ပြောင်းပြောင်း ြန်ပြောပြီပြန်ပြောပြီရတယ်စီစဉ်လို့ရတယ်အားရကြည့်တော့ပဲအားရကြည့် 标瞄呗，别瞄一样的，谁扔落下来？哎呀，地多，呗，哎呀，地面。不到嘞，你身边。身边的别叫。

别表白，别表白，一样的，神经佬一样要去那边，还要去。搞不懂你神经。神经了，别聊。 别秒背，别秒背，伢子，谁谁老家的？还、anyway, 要去他们，还要去。还要还要搞不到的人身边身边那边叫。 ပြန်ပြောပြီပြန်ပြောပြီရတယ်စီစဉ်လို့ရတယ်အားကြီးတော့မယ်အားကြီးဘယ်ဘောလဲစဉ်းပြ 别秒背，别秒背，伢嘞，C C O 伢嘞。还要去那边，还要去。哎